ို့ပြန်ကောင်းလာတဲ့အနေအထားဖြစ်လာတယ်လို့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ကအသုံးပြပါတယ်ရှင်။အားပါလေးလဲဆိုတော့ bounce back အားလုံးပဲမင်္ဂလာပါရှင်။ Okay အဲ့တော့ကျွန်တော်ကဒီသင်ငန်းစာဗီဒီယိုဖိုင်လေးရကြတော့လေကျွန်တော်အရန်လာတဲ့စလုံးလေးတစ်လုံးရဲ့အသုံးပြပုံလေးကိုရှင်းပြပေးချင်ပါတယ်ရှင်။သူကကျွန်တော်တို့အင်္ဂလိပ်စာမှာအရန်အသုံးများပါတယ်။အရေးပိုင်းမှာရောအပြောပိုင်းမှာရောအသုံးများပါတယ်နော်။အဲ့ဒါဘာလေးလဲဆိုတော့ bounce back Okay အဲ့တော့သူရဲ့မူလအဓိပ္ပာယ်ကဘာလဲဆိုတော့ကျွန်တော်တို့ဘောလုံးတစ်လုံးကိုပေါ့နော်ပြစ်ချလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့မူလနေရာနေထားပေါ့နော်ပြန်ရောက်လာတယ်ဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော်။ Okay ဆိုလိုတာကတော့သူ့ရဲ့အတိတ်ပဲကျွန်တော်ဘယ်နေရာမှာတုံးနေဆိုတော့လေမကောင်းမှုကြုံထားရတဲ့တခုခုကနေဥပမာကျွန်တော်ဖျားနာထားတာတွေကြာရှုံးထားတာတွေစိတ်အဆင်မပြေဖြစ်ထားတာတွေပေါ့အဲ့ဒီအနေထားတွေကနေပြန်ကောင်းလာတာပြန်တန်မာလာတာပြောဆို recovery ပေါ့ကျွန်တော်ပြန်ကျန်းမာလာတာပြန်တန်ဆွမ်းလာတာပေါ့နော်အဲ့လိုပြန်ကောင်းလာတဲ့အနေထားဖြစ်လာတယ်လို့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ကအသုံးပြုပါတယ်ရှင်အာဘာလေးလဲဆိုတော့ bounce back အရင်လာပါတယ်နော် okay အဲ့တော့ကျွန်တော်တို့ဥမာနေနေဆိုလို့ရှိရင် she bounced back from her failure quickly သူမကပေါ့နော်သူမရဲ့အမှောက်ရမှုတွေကြောင့်အခက်အခဲတွေများစွာခံခဲ့ရပြီးမယ်ပေါ့နော်သူမကလှည့်မြန်စွာပဲနလန်ပြန်ထူနိုင်ခဲ့ပါတယ်နောက်ဦးမှနည်းနည်းဆိုလို့ရှိရင် he was sick last week but he bounced back and returned to work သူကလုံခဲ့တဲ့ဘက်ကဖျားခဲ့တယ်ဒါပေမဲ့သူအခုပြန်ကောင်းပြီးတော့အလုပ်ကိုပြန်ဆင်းလာခဲ့ပြီတဲ့နောက်ဦးမှနည်းနည်းဆိုလို့ရှိရင် the company bounced back after a tough year အဲ့ဒီဘက်ကတော့ ကမ္ပဏီကပေါ့နော်ချက်တဲတဲ့နှစ်နှစ်ကိုဖြတ်တန်းပြီးတဲ့အခါမှာမူလနေထားတိုင်းပြန်လဲကောင်းမွန်နေပေါ့နော်အနေထားကိုပြန်လဲရောက်ရှိလာခဲ့ပါတယ်တဲ့အဲ့တော့အဓိပ္ပာယ်တော့ကျွန်တော်တို့ bounce back သူ့ရဲ့အဓိပ္ပာယ်သည်ပြန်ကောင်းလာတယ်ပြန်တန်ဆွမ်းလာတယ်ပြန်ချမ်းမာလာတယ်ပြောမလို့မူလနေထားတိုင်းပြန်ကောင်းလာတယ်ပေါ့ okay အဲ့စလုံးလေးဖြစ်ပါတယ်နော်ကျေးဇူးများကြီးတင်ပါတယ်ရှင့်